はい、皆さん、こんにちは。アキオです。あの、みんなは、そのアキオです。じゃあ、そう、私の、ディー、シーマン、ビュー、パー1、マンは、じゃあ、ディー、キー、パッテン、チェイニー、ディー、バイアン、の、ビュー、パー2、ビュー、マジャマジュー、バリュー、ビュー、ニュー、ビュー、ミネス、ロー、アンフォー、レベル、マー、テ、キー、ライト、パッテン、ニー、ボノ、バッテス、レ、パッテン、ニー、ゴ、ビュー、ニュー、ビュー、バメ、スーパー、ノ、アコ、ネセ、ラウ、シーバメ、私の、ディー、ビュー、ミネ、ジュー、アン、の、オッケー、プロマウゾン、トク、アジャー、バッテ、イタタ、ケー、マー、サンカー、 ဟာဘတ်တဲအတတခဲမဆန်းကဆိုရတဲ့ဘယ်ကစားဘတ်လောက်ပေးလို့ရမလားဆိုတော့မရှိဘလူးချင်းညီမသုံးလဲဆိုလို့ရှိရင်တစ်ဖက်လူကိုအကူညီတောင်းတဲ့အခါမှာသုံးတယ်ကိုကအကူညီလို့လို့ငါ့အိုးဒီစားလေးကိုပေးလို့ရမလားငါ့အိုးဘောပင်လေးခဏငှားလို့ရမလားဆိုတဲ့ပုံစံမျိုးနဲ့ယူယူကျွကျရင်းရင်းကြီးကြီးနဲ့မရှိလောက်ပေးလို့ရမလားဆိုတာမျိုးကိုတစ်ဖက်လူကိုအကူညီခြင်းအောင်လို့ကိုကအကူညီတောင်းတဲ့အခါမှာဘတ်တဲအတတခဲမဆန်းကဆိုရတဲ့ပတန်လေးကိုသုံးပါတယ်ဆိုရင် အစီအမထင်ပါတယ်နောက်ပတ်တန်တစ်ခုကကျတော့ birthday mask okay birthday mask ကကျတော့တချို့ m5 level မှာလုံနေသည်နောက်ယခုပြစ်ဆုံးပံမှာပဲလုံနေသည်လို့သိထားခဲ့ပေမဲ့ m4 level ရောက်တဲ့အခါမှာတော့လုံထားတယ်လို့လုံလေးရှိတယ်ဆိုဟုတ်ပြီနော်ယခုပြစ်ဆုံးပံနေမှာကအိုဒီအတိတ်ဒီမှာလည်းပုံမှန်အဖြစ်နဲ့လုံလာခဲ့တဲ့အကြောင်းအရာယခုပြစ်ဆုံးပံမှာလည်းလုံနေတယ်ပြီးရင်နောင်လာမယ့်အနာဂတ်မှာလည်းဒီပုံစံတိုင်းပဲဆက်ပြီးတော့လုံသွားမယ်လုံလေးရှိတယ်ဆိုရင်တော့ birthday mask はい、三番パターンがじゃあバッテしまいました。OK、バッテしまいましたがじゃあ、あ、あ、例文2မျိုးရှိရဲ့တခုခုကိစ္စတစ်ခုကိုလုံးလုံးပြီးသွားပြီဆိုရင်လည်းသုံးလို့ရတယ်လို့ကိစ္စတစ်ခုကိုလုံးမိသွားပြီဆိုပြီးတော့စိတ်မကောင်းဖြစ်တာရင်နောက်တာကြရင်မှလည်းသုံးလို့ရတယ်။ OK、ဘယ်လိုရမျိုးလဲ?နံပါတ်1ဘတ်လုံးလုံးပြီးသွားပြီဆိုတာကကြာတော့ဆိုတော့ကိစ္စတစ်ခုကိုပြီးမြောက်သွားတာပေါ့နော်။ဟိုမှာဒီညဆိုတော့ကျွန်တော်ပေးလိုက်တဲ့အင်စာရဲ့အားလုံးကိုလုံးလုံးပြီးသွားပြီ။ ရှိခူတိုင်ဝါဇမ်ဘုအဝတ်တက်ရှိမိုင်မတ်စတာတင်ဆိုင်အားလုံးပြီးသွားပြီဒါကိစ္စတခုလုံးလုံးပြီးသွားပြီဆိုရဲအခြေအနေ။နောက်ယူခါကျတော့လုံးမိသွားပြီဆိုရဲအစင်မကောင်းတာရေနောင်တာတရားရေမှာသုံးတယ်။ဘယ်လိုလုံးမိသွားပြီအစင်မကောင်းတာရေနောင်တာတရားရေလဲဆိုတော့အဲကျွန်တော်မနေ့ကမှ ठी လေးဝယ်လာရင်အဲ့ဒီ ठी လေးကကားပေါ်မှာပါသွားလို့ပျောက်သွားတာ။ဝတ်တက်ရှိနောခါစားဝနာခုရှိတက်ရှိမိုင်မတ်စတာအားမဲ့ ठी လေးကပျောက်သွားပြီ။ဆိုတော့ဒါအစင်မကောင်းဖြစ်သွားတာ။ ။ဘာဖြစ်သူမနေ့ကမှဝယ်လာတဲ့ထီလေးမဟုတ်ဘူး။အရင်အဲ့လိုမျိုးပုံစံမျိုးကြီးမှာတုံးလို့ရတယ်။ဟုတ်ပြီနော်။အဲ့ဘတ်တက်ရှမိုင်းမာစတာဆိုရင်အတိတ်ပဲနှစ်မျိုးရှိရယ်။လုံးလို့ပြီးသွားပြီနဲ့လုံးမိသွားပြီဆိုပြီးတော့။ဟဲ့နံပါတ်၄ခုမြောက်ပတ်တန်ကကြောက်ဘတ်တက်ရှမိုင်းမာစ ခဏကမရှိတာကအတိတ်ဒီဘက်သက်ရှင်မိုင်းမှာဆိုတာကအတိတ်မဟုတ်ဘူး။ဒါကြောင့်အတိတ်မဟုတ်တဲ့အတွက်သူ့ကြောင့်ဆိုတော့ပြီးအောင်လုပ်မယ်လို့ပဲဘာသာပြန်မယ်ကျွန်တော်ပြော။ဟုတ်ပြီနော်။ဘက်သက်ရှင်မိုင်းမှာဆိုရင်ပြီးအောင်လုပ်မယ်။အဲဆိုကိစ္စတကူကိုပြီးအောင်လုပ်မယ်ဆိုပြီးစိတ်တုံးတုံးချဆုံးဖြတ်လိုက်တာပေါ့။ငါဒီညအင်စာကြီးပြီးအောင်လုပ်မယ်။ငါဒီလအတွင်း project တွေကိုပြီးအောင်လုပ်မယ်ဆိုပြီးစိတ်ဆုံးဖြတ်ချစိတ်ဆုံးဖြတ်ချချလိုက်တဲ့အခါမှာဆိုရင်နော်ဘက်သက်ရှင်မိုင်းမှာဆိုတဲ့ပတ်တန်လေးကိုတုံးပြရပါတယ်။ မြဒီမှာပြောရတာကကျတော့ဘတ်သေးရှိမအုပ်ရဲ့ဘတ်သေးရှိမအုပ်ဆိုရင်6ဥဘတ်သေးရှိမအုပ်ဆိုရင်တော့6ဥနဲ့တူရဲ့အာဘတ်သေးရှိမအုပ်ဆိုတာကဒီ e ကို plain form ပြောင်းလိုက်တော့ဥဖြစ်သွားတာဟုတ်လားအဲ့ဘတ်သေးရှိမအုပ်ဆိုရင်6ဥဘတ်သေးရှိမအုပ်ဆိုရင်6ဥဒါကကျတော့ဇာဟု listen ညီမပါရနော်ဟုတ်နော်ဘတ်သေးရှိမအုပ်ဆိုရင်6ဥဘတ်သေးရှိမအုပ်ဆိုရင်6ဥအဲ့ဆိုရင်ဒီမှာလည်းပြောလို့ရတယ်ဗတ်သေးရှိမတာအဲ့ဒီမှာလည်းဗတ်သေးရှိထည့်ပြီးတဲလို့ရတယ် ဆိုတော့သူကကျတော့ဗာလဲဆိုရင်သူလည်းအတူတူပါပဲဆရာတို့မာရှီကိုဘတ်တဲရှီမာတာနော်မာဘတ်တဲရှီမာဤဖြစ်တဲ့အတွက်ခြိဆိုင်စွတ်တာဘတ်တဲရှီမာတာဆိုရင်ဗာနဲ့တူလဲဆိုရင်ချက်တာနဲ့တူပါရင်ဘတ်တဲရှီမာတာဆိုရင်ချက်တာဘတ်တဲဘတ်တဲရှီမာတာဆိုရင်ဗာနဲ့တူလဲဆိုရင်ချက်တာနဲ့တူပါရင် ဟုတ်ပြီနော် birthday ရှိမှသာဆိုရင်ချက်တာ birthday ရှိမှသာဆိုရင်ချက်တာဒါရောအသေးစိတ်ကတော့ n3 level ရောက်မှသင်ရတာပေါ့နော်ဒီ n4 မှာဒီလိုလေးသိထားရရပါတယ် birthday ရှိမှဟုဆိုရင်6ဟုတ် birthday ရှိမှဟုဆိုရင်ကြောင်းနဲ့တူပါရဲ့နောက်ဆုံးကြောင်းဘုံဘိုလေးခုပြီးသွားပြီ okay 5ခုမြောက်ကိုဆက်သွားမယ်5ခုမြောက်အခုမြောက်ကကြောက် birthday မှာဆိုတော့ရှေ့မှာ birthday မှာကြောင်းပြောနေလုံနေရလုံထားရလုံလို့ရှိဒီ birthday မှာကကြောက်ဝတ္တရှုအဲကိစ္စတခုခုဘယ်လိုညာမှာတုံးလဲဆိုရင်ဆိုဂျီဝရှိတာရရှိအခါမှာတုံးထားပါဘောနော် ဆိုသူကကျတော့ဗာပြောလဲဆိုရင်သူကဂျီယိုရှိအခန်းမှာပါတာပေါ့နော်ဘတ်တိန်မှာစလုံးနေရဲ့ဘတ်ကိုပြောခြင်းအဓိကဘတ်ဒီမှာဆိုရင်ဘတ်ကိုပြောခြင်းနဲ့ကဝါနောင်းကိုပြောခြင်းဝါကိုတုံးပြရတယ်တဲ့ဟုတ်နော်အာပြောခြင်းကကိုပြောခြင်းရဲ့စကားလုံးကဘတ်တလုံးဖြစ်နေမယ်ဆိုရင်တော့ပါတီကယ်ကကိုတုံးပြီးတော့နောင်းဖြစ်နေမယ်ဆိုရင်တော့ပါတီကယ်ဝါကိုတုံးပြရတယ်ဟဲ့နံပါတ်6 grammar pattern က back တာလို့ရေးထားတာတာရိုရှိဘက်ဖလိုနော်ဘက်တာရိုရှိတဲအာလီမာဆိုဘက်တဲအာလီမာဆိုဘက်တဲအာလီမာဆိုရင်တက်ရှူကလှုပ်ထားသည်လို့ဘာသာပြန်တယ်သူမှဆိုရင်ရည်ရွယ်ချက်တွေကြိုးချင်ပြင်ဆင်ချက်တွေမပါဘူးတဲ့ကိုယ့်ဘာကိုဒီတိုင်းလေးပဲပုံမှန်ငကိုမူလအတိုင်းကလှုပ်ထားတယ်လို့ပြောခြင်းဘက်တဲအာလီမာအဲ့ပတံတော့မယ်ဆိုရင်မှတ်ထားစရာတခုရှိရဲ့အဓိကပြောချင်တဲ့အဓိကပြောချင်တာကရှေ့ကနောင်ဆိုရင် particle ဝါကိုတုံးပြီးတော့အဓိကပြောချင်တာကနောက်ကနောင်ဆိုရင်တော့ particle ခါကိုတုံးပေးရတယ် โอเคပြန်ပြောပြမယ်เนาะ but they are lima ဆိုရင်လောက်ထားသည်ရွေစက်ကြီးကြိုးချင်းပြင်ဆင်ချက်တွေမပါဘူးအဓိကပြောချင်တဲ့နောင်ကအရှိကနောင်ဆိုရင် particle ဝအနောက်ကနောင်ဆိုရင် particle ကဟုတ်မှာအခါလန္ဒာနိခါလန္ဒာနိယာစုမီနိုဟီကခိုင်တဲ့အာဒီမှာကလင်နာမှာပြက်ကလေးမှာဟုတ်ပြီနော်ပိတ်ရက်တွေကိုရေးထားတယ်ဒါဒီပုံမှန်ပဲအာယာစုခါလန္ဒာနိယာစုမီနိုဟီ ကခိုက်တဲ့အလီမှာဟုတ်ပြီနော်ကင်မရာမှာကင်မရာပြတဲ့ကွန်မန်ကခလန်တာပြက်ကတိမှာဖိရေးထားတယ်ဆိုမှရာဇူမီညော့ဟီကလို့ပြောလို့ရှိရင်အဓိကဘာကိုပြောချင်တာလဲဆိုရင်ရာဇူမီဆိုရဲနောင်းကိုပြောချင်တာဟုတ်လားရာဇူမီညော့ဟီကရာဇူမီညော့ဟီကဆိုလို့ရှိရင်ကွန်မန်အခိုက်တဲ့အလီမှာရေးထားတယ်ဆိုရဲဟုတ်ပြီနော်ရာဇူမီညော့ဟီကဆိုရဲနောင်းကိုပြောချင်တာနောက်ကနောင်းကဝါကိုတော့မယ်ဆိုရင်ကာလန်ဒါကာလန်ဒါဝါဆိုရပုံနဲ့မျိုးတော့မယ်ဆိုရင်ဒါကာလန်ဒါကိုပြောချင်တာရှေ့ရနော် အားလည်းပဲထင်ပါရဲ့နော်ဒါရီကကျတော့ဆရာဒီဘာဖြစ်လို့ rare bone တွေထည့်မပေးရလဲဆိုရင်ကိုပေါင်ကိုစဉ်းစားစေချင်လို့ပါကိုပေါင်ကို rare bone တွေဒီ pattern လေးကိုတစ်ချက်ကြည့်မယ်ပြီးရင်ကိုပေါင်ကို rare bone စာကြောင်းလေးအောက်ကနေပြန်ရေးကြည့်ပါနော် Okay နောက်နောက်ပဲ so patte okimas okimas ကကြာလောက်ထားမယ်ဆိုရတဲ့ဘယ်ဟော okimas လောက်ထားမယ်ဆိုတော့သူမှာရွေချက်တွေတွေ့ချင်းပြင်ဆင်ချက်တွေပါတယ်နော်သူမျိုးကိုခိုင်းခြင်းလဲတုံးလို့ရရဲ့တဲ့ ဟုတ်နော်ဘက်တဲ့ okimas ကလှုပ်ထားမယ် ul z တွေကြိုတင်ပြင်ဆင် z တွေပါတယ်နောက်ကသူများကိုခိုင်းခြင်းတုံးလို့ရတယ်ဥပမာဆိုပါဆိုဆယ်မင်းပြန်အစီဝေးရှိလို့ခုံတွေကိုစီထားမယ်ဒါမျိုးဟုတ်ပြီနော်တကွေးကြိုတင်ပြင်ဆင်ပြင်ချင်းကြိုတင်ပြင်ဆင် z တွေရှိတယ်နော်ခလေးမမွေးမီပစ္စည်းကိုဝယ်ယူစုဆောင်ထားမယ်ဒါဒီဘာလို့လဲကြိုတင်ပြင်ဆင် z တွေအဲ့လိုမျိုးထားမယ်ဆိုရဲ ul z တွေကြိုတင်ပြင်ဆင် z တွေပါရဆိုရင်နော် birthday okimas ပါနော် နံပါတ်၈ဘတ်တယ်ပမ်မတ်ဆိုတာကြတော့တဲ့ဘတ်တယ်ပမ်မတ်ဆိုတာဘတ်လုတ်ပြီးလုတ်တယ်ဘတ်လုတ်ပြီးလုတ်တယ်ဆိုတော့တင်ရပြင်ရှေ့ကကိစ္စကိုလုတ်ပြီးမှနောက်ကကိစ္စကိုလုတ်တယ်။မှထမင်းစားပြီးအပြင်ထွက်တယ်။ရေချိုးပြီးထမင်းစားတယ်။ဒါမျိုးရှေ့ကကိစ္စကိုအရင်လုတ်တယ်ပြီးမှနောက်ကကိစ္စကိုလုတ်တယ်ဆိုရင်တော့ဘတ်တယ်ပမ်မတ်။အရှေ့ကကိစ္စကိုမလုတ်ဘဲနဲ့နောက်ကကိစ္စကိုပဲလုတ်မယ်ဆိုရင်တော့ဘတ်နိုင်တယ်ပမ်မတ်။ ဟုတ်ပြီနော်ရှယ်ကိစ္စကိုမလုပ်ဘဲနဲ့နောက်ကကိစ္စကိုပဲလုပ်တယ်ဆိုရင်တော့ဆိုရောပန်နိုင်တယ်ပန်မဘာလို့ပြောကြတယ်ဆိုတော့အဥမာခုနကရေချိုးပြီးထမင်းစားရအဲရေမချိုးဘဲနဲ့ထမင်းစားရရေမချိုးဘဲနဲ့အပြင်သွားရဒါမျိုးဆိုရင်တော့ရှယ်ကိစ္စကိုညင်းတာဖြစ်တယ်ပန်နိုင်တယ်ပန်မ Okay နံပါတ်10မြောက်ပတ်တန်လေးကပါလဲဆိုရင် bad thing be mask ဟော bad thing be mask ကကြတော့ဆိုတော့ဘာတချို့လောက်ကြည့်ရဲဆိုတဲ့အသေးပဲပေါ့နော် ပတ်သက်ပြီးမှဆိုရင်လောက်ကြည့်ရယ်ဆိုပြီးဝစ်ကြည့်ရယ်တို့တွားကြည့်ရယ်တို့စားကြည့်ရယ်ဘာရှိမြန်မာစကားမှာမြန်မာစကားမှာရဲကိုကကြည့်ရယ်ဆိုတဲ့အဓိပ္ပာယ်ပါရယ်နော်တွားကြည့်ရယ်စားကြည့်ရယ်အိတ်ကြည့်ရယ်ထိုင်ကြည့်ရယ်ဆိုကြည့်အဲ့လိုမျိုးကြည့်ရယ်ဆိုတဲ့စကားလုံးပါခြင်းပတ်သက်မိမတ်စ်โอเคစတက်ခုမြောက်ပတ်တံကကြတော့ဘတ်တဲခရာဆိုင်မှာစံက အဲ့တော့ဘတ်တေခရဆာယီမာဆန်ကာကကြာခုနဘတ်တေတတခဲမာဆန်ကာဆိုတော့ဘတ်တေခရမှာပြန်နေအတူတူပါပဲဘတ်လုတ်ပေးလို့ရမလားဆိုပြီးတော့အကူအညီတောင်းတာပါပဲဘတ်တေခရဆာယီမာဆန်ကာကဲနောက်တစ်ခုဘတ်တေတတခဲမာဆန်ကာကြာတော့ဘတ်လုတ်ချင်းကိုလက်ခံရရှိရဲဆိုတော့မိုရာယီမတ်စ်ကိုနှိမ့်ချတာနှိမ့်ချတော့မယ်ဆိုရင်နော်တတခဲမာဆန်အဲ့တော့ဆိုဘတ်တေတတခဲမာဆန်ကာဘတ်လုတ်ချင်းကိုလက်ခံရရှိရဲဆိုတော့ကိုက တခြားသူကကိုယ်လုပ်ပေးတယ်။တနည်းအားဖြင့်တခြားသူကကိုယ်ကူညီလိုက်တာပဲ။အဲဆိုဘတ်တဲခရာစာရီမာဆန်ကဘတ်တဲဣဒတာခဲမာဆန်ကဘတ်တဲဣဒတာခဲမာဆန်ကဣဒတာခဲမာစတာနဲ့မတူဘူးနော်။ဘတ်တဲခရာစာရီမာဆန်ကဘတ်တဲဒီမှာလေးဆိုဣဒတာခဲမာစတာစနေဘတ်တဲမှာတင်ခဲ့တဲ့ဘတ်တဲဣဒတာခဲမာဆန်ကလည်းသူပဲလက်လုပ်ဘတ်လုပ်ပေးလို့ရမလား။ဒါကြောင့်ဘတ်တဲဣဒတာခဲမာဆန်လာလှုပ်ချင်းကိုလက်ခံလာလက်ခံရရှိလိုက်တာအတိတ်ပဲကအတူတူပဲနော်။ ဟာဘတ်တဲခရာဆိုင်ဆိုလို့ရှိရင်เนาะခရီးမတ်စကယူတီလီဆိုင်အတော့ဘတ်လုတ်ပေးရဲပေါ့ပြီးเนาะနောက်ကဘတ်တဲဆာရှီယာဂေမာဆိုလို့ရှိရင်ဒါလည်းဘတ်လုတ်ပေးရဲအာဂေမာစကယူတီရဲတော့ခရီးမတ်စကသူများကကိုယ့်ကိုလုတ်ပေးတာဆာရှီယာဂေမာစကကိုကသူများကိုလုတ်ပေးတာအဲ့နှစ်ခုပဲ क्वे เนาะမြန်မာเนาะခရာဆိုင်မတ်စကသူများကကိုယ့်ကိုလုတ်ပေးတာဆာရှီယာဂေမာစကကျတော့ကိုကသူများကိုလုတ်ပေးတာပါ ငေးဆန်ငါးခုမြောက်ပတံကကြောင့်ဘတ်တဲရာလီမှာဘတ်တဲရာလီမှာစကားကြောင့်လုတ်ပေးတယ်တော့ကြောင့်အာခဲမှာစကနှိမ့်ချရတော့ကိုကိုကိုနှိမ့်ချပြီးတော့ရှင်ရာလီမှာကိုအလောက်တဲ့ငေးရဲ့သူတွေကမန်ညာကိုကိုဝင်ဖြစ်တယ်သူကကြောင့်အာခဲမှာစကနှိမ့်ချရတော့ဆိုရင်ဗမာတောင်းလို့ဆိုရင်ကိုထက်လက်အောင်ငေးရဲ့သူတွေတလေးဆန်နေတစ်ပင်နေမှာတောင်းနေပါတော့အဲ့လိုမှတ်ကြမယ်။ဒါပေမဲ့တခုရှိရကယာလီမားဆိုဆာရှီယာကဲမားဆိုခရာဆိုင်မားဆိုအီတတာကီမားဆိုဒီကိုယ့်ရဲ့ family မိသားစုမှာတုံးလို့မရပါဘူးနော်။ ဟာအဲ့ဒါနဲ့16မြောက်ကရမ်မှာဘက်တန်လေးကဘက်တဲကီမှာဆိုရင်ဘက်ပီလာလေးဆိုရတဲ့ပြောဆိုကိစ္စတခုခုလောက်ပြီးမှလာမယ်ဟင်ဟောသွားကြရအောင်ခန့်ညုံကရေချိုးညိုရေချိုးပြီးမှလာမယ်ထမင်းစားပြီးမှလာမယ်အဲအဲ့လိုမျိုးဘက်တန်လေးနဲ့သုံးချင်နော်ဘက်တဲကီမှာဆာမင်တမိုင်းနော်ဟာဘက်မာနာဘက်တဲအီမာဆန်ဆိုတာကကြောက်ဆယ်ခရီးကိစ္စတခုခုမလောက်ရသေးဘူးပေါ့ ဟုတ်ပြီနော်အခုကြီးထမင်းမစားသေးဘူးအခုကြီးမသွားရသေးဘူးအခုကြီးမအိပ်ရသေးဘူးအဲ့လိုမျိုးအခုချိန်ထိကိစ္စတစ်ခုကိုမလုပ်ရသေးဘူးဆိုလို့ရှင်နော် mother birthday emergency ဆိုရယ်ပတ်တံကိုသုံးပေးရပါတယ်အခုကရှေခိခိတဲ့အတတာခဲမာဆန်ကရှေခိခိတဲ့ခရာဆိုင်မာဆန်ကရှေခိခိတဲ့မူရာရမာဆန်ကအဲ့ပတန်ကြီးအတူတူပါပဲလုတ်ပရစီလို့သုံးတာပါရှေခိခိတဲ့အတတာခဲမာဆန်ကရှေခိခိတဲ့ခူရာဆိုင်မာ ဆန်ခရသာယီမာဆန်ကရှေခိခိတဲ့အမူရာအေမာဆန်ခအရာတူတူပါပဲခွင်တောင်းရင်သုံးတာပါလုတ်ပြရစီဘတ်တေရာကေမာဆန်ကဘတ်တေခရသာယီမာဆန်ကဘတ်တေမူရာအေမာဆန်ကလုတ်ပြရစီဆွဲတဲ့ပဲစကောကူမြောက်ကမှာဘတ်တန်ကပါလဲဆိုရင်ဘတ်တက်အော်ဘတ်တက်ဆိုတာဘတ်ဘီ9ဆိုရင်တော့ခုတဲ EJ ဆိုရင် EO ဖြစ်ခုတဲ9ရဲ့ EJ ဆိုရင်9ဖြစ်တယ်ဒါရောက်ရရှိသိပြီးသားပါအခန်း M5 မှာလည်းသင်ရတယ်တဲ့ဖောင်ပြောင်းနေတယ်။သူ့အကြောင်းဆို B ကိုချောင်းလို့ဘာသာပြန်လို့ရတယ်။ဒါပုံမှန်အတိုင်းပဲဗောနော်။အော်သူ့ရဲ့နောက်မှာဘာကြီးလိုက်တယ်ဆိုရင်ဝတ္တရှိုများတော့ဖြင့်သူ့ရဲ့နောက်မှာဒီ command ဒီ pattern ကိုဆက်ပြောမယ်ဆိုရင်ဘက်တဲ့ဘန်းနောက်ကိုလည်း M5 M5 မှာတော့ဒီတိုင်းပဲစကဲဆဲဖောင်သင်ခဲ့ရတယ်။ M4 မှာတုံးမယ်ဆိုရင်သူ့ရဲ့နောက်မှာများတော့ဖြင့်ဘာကြီးလိုက်လဲဆိုလို့ရှိရင်အင်းဘက်ကူလီရှိမှာအကကခါလီရှိမှာ ဟုတ်နော်ဒီလိုမျိုးကြီးနည်းနည်းအဲဘယ်လိုပြောရမလဲ NO ရဲ့စိတ်အခြေအနေလိုက်တာပေါ့နော်ဘစ်ကူလီရှိမှာ NO ရဲ့ကခါလီရှိမှာစိတ်တက်ကြတယ်လို့ဟုတ်ပြီနော် Odo ro kimasu တို့ Odo ro kimasu တို့ဟုတ်ပြီနော် Odo ro kimasu တို့အဲဒါမျိုးကြီးပေါ့ခမညာ Odo ro kimasu တို့ဆိုရဲ့ဒီစိတ်ခံစားချက်တွေလိုက်တာအများကြီးပေါ့နော်ဘစ်ကူလီရှိမှာကခါလီရှိမှာ Odo ro kimasu ဆိုရဲ့စိတ်ခံစားချက်တွေများသွားပြင်လိုက်တယ်ပေါ့နော် element အမယ်နောက် noun တဲ့ noun တဲ့ဆိုရင်တော့ကျွန်တော် noun ကြောင့်သူ့မှာက pattern မှတ်လို့ရတယ် noun တဲ့ noun က bama star ဆိုရင် noun ကြောင့် noun ကဖြစ်ခဲ့ရတယ်ဆိုရယ် pattern ဒီစာကြောင်းလေးရှိရပါတော့မာဂျီရှင်တဲ့ငလင်းရင်ကြောင့် hito ကနောက်ခုနောင်လီ master လူတွေကတည်ရရှေ့ကငလင်းရင် stress စကလုံးကြောင့်လူတွေကတည်ခဲ့ရတယ်ဆိုရယ်ပုံစံမျိုး ဟာဒါကတော့ဝါဒစီကအာဒီနောင်းနဲ့ပတ်ပတ်တဲလိုက်တယ်ပေါ့နော်တဲဖောင်လိုက်တဲ့ grammar pattern လေးအကြောင်း၂၀ကိုထုတ်ပြီးရှင်းပြပြရဖြစ်ပါတယ်အားလုံးနားလည်မျိုးထင်ပါရဲ့တချို့ဘာကြောင့်ဥမမာစာကြောင်းတွေထည့်မပေးရလဲဆိုတော့မိကုန်းပြန်နှွေးပေးတာတချို့တချို့အပြင်ကိုဒီကောင်လေးကိုကြည့်ခြင်းအပြင်ကဘလောက်ထိ grammar pattern ရလဲဆိုတာကိုသိချင်တာမို့အဲသိစေချင်တာမို့လို့အဲဒါလေးကိုထည့်မပေးခြင်းဖြစ်ပါတယ်အားလုံးနားလည်မျိုးထင်ပါရဲ့နော် ။ဇာအဆိုရရှိနောက်ပတ်တန်တကူဆက်သွားပေးမယ်။နောက်ပတ်တန်တကူကတော့ back plane eajj nightjj ဆိုရင်နားဖြုတ်ရမယ်။ down like that button နဲ့အော် back plane eajj nightjj နားဖြုတ် down like that grammar button တွေကဘာကြီးလဲ။ဘယ်နှခုလောက်ရှိလဲဆိုရင်음၄ခုပဲရှိရပါတော့။အဲ့ဒီကိုရင်သွားရအောင်အဒီအခုကတက်ရှိပြောမယ့်၄ခုရဲ့ရှိမှာအကုန်လုံးဒီဘက်ပလင်းအရေးကြီးတဲ့နားရေးချင်းနားဖြုတ်နောင်းလိုက်တယ်။ဖိုင်ရဲဆိုရင်ဒေရှော့ခတ်မှုရှိရမှာစံကတော့က နိုင်ငံကြီးကနိုင်ငံကြီးဆိုပေတယ်မဟုတ်အဲဒေရှောဒေရှောဆိုတာလိမ့်မယ်မဟုတ်လားဆိုတဲ့အဓိပ္ပာယ်ပေါ့နော်လိမ့်မယ်ထားမလို့လည်းမဟုတ်လားဟောသူဒီခံမှန်းပြီးပြောရဆိုတော့သူဒီတည်ကြတယ်ဆိုတော့ဆယ်အပြန်နှွေးမယ်ဆိုလို့ရှိရင် unfold level မှာ私တို့ဒီခံမှန်းပြီးပြောရ grammar pattern 3ခုရှိတယ် and come အမပိုင်း come ရှိတယ်မှာဆန်းရင် နော်ခုခဏကပြောရဲ day show ရေနောက်တစ်ခုရှိတယ် hazu des hazu des ကတော့ degree ရမှာမပါဘူးเนาะအောက်က degree ရမှာပါလိမ့်မယ်နောက်သင်မယ့် degree ရမှာပါလိမ့်မယ် hazu des ကဲဆိုပြီး grammar သုံးခုရှိအော် day show ဒီသူဒီဂျာအလေက day show လိမ့်မယ်မဟုတ်လား campaign ပြောရဲတနည်းအားဖြင့်သူဒီ80ရာခိုင်နှုန်း80ရာခိုင်နှုန်းတော့ campaign ပြီးပြောရဲဆိုရင် day show 80ရာခိုင်နှုန်း80ရာခိုင်နှုန်းတော့ manage ဆိုရင် တယ်ဆိုတော့လုံးဝမမှန်ဘူးကွာတေချာရဖြစ်လုံးဝမမှန်ဘူးတေချာရဆိုရင်ခမှုရှိရမှာစင်100%မှန်နေဆိုလို့ရှိရင် comment နေခမှုရှိရမှာစင်ကလုံးဝဆိုတဲ့သူက90ရာခိုင်နှုန်း90ရာခိုင်နှုန်းပေါ့နော်မှန်ရင်လည်းမှန်မမှန်ရင်လည်းမှန်ဘူးပေါ့ဟာစု test ကကျတော့လုံးဝ100%မှန်ရင်လည်း100%မှားရင်လည်း100%အဲ့ဒီမှာကြောင့်နော်သုံးခုလုံးဒီ campaign ပြောရဲကိုယ်စိတ်ထဲမှာလုံးဝတိကျကြမသိဘူး90ရာခိုင်နှုန်းတော့ပဲသိရဆိုရင်တော့ခမှုရှိရမှာစင်မဟုတ်ဘူးအာဆို90ရာခိုင်နှုန်း80ရာခိုင်နှုန်းသိရဆိုရင်တော့ dead shot ောက်စုတက်ကကျတော့100%မှန်ပါတယ်မမှန်လည်း100%မမှန်ပါဘူးအပြင်ပြမယ်နော် public ရေးစင်နားရဲ့ချစ်ချစ်နားဖြုတ် knowledge ပတ်တန်ကြီးကပါရဲဆိုရင် dash shot ခမရှိရမဆန်ကတော့ကနဲ့နိုင်ငံကြီးကနိုင်ငံကြီးဆိုတဲ့ပဲအော် dash shot ဆိုရင်လိမ့်မယ်မဟုတ်လားသူဒီခံမှန်းပြီးပြောတယ်ဆိုတော့ Asta America for you dash shot မနေ့ပြန်မိုးရမယ်မဟုတ်လားဟုတ်နော်အစတာအမေကဖူတူတေရှောမနေ့ပြန်မိုးရမယ်မဟုတ်လားဒါဆိုရင်ပမာသုံးတာလေ ။နောက်ကျတဲ့မှာကသူဒီအဲဒီကမိုးလေဝသပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းသူတင်းစားတွေကပဲဖြစ်ဖြစ်ဒါမှဖုန်းကြည့်ပြီးတော့ဖြစ်ဖြစ်သူတင်းတစ်ခုခုသူရလို့ပြောလိုက်တာ။တေချာလားဆိုတော့မတေချာဘူး။ဒါပေမဲ့အဲခေါင်းမိုးရှိမှစမ်းချက်စားလို့ရှင်တော့တေချာဖြစ်တဲ့အတွက်သူဒီဒေရှော့ကိုသုံးလိုက်တာ။အာဒါမှမဟုတ်အာကိုကိုစိတ်ကကိုစိတ်ကလည်းကြာအာဒီနေ့ကတော့ကောင်းကင်ကြီးကဒီနေ့ဘာဖြစ်နေလဲမိုးကရွာကောင်းရွာမလားမသိဘူးဆိုလို့ရှိရင်ကိုစိတ်ကနဲ့ကိုမသေးချဘူးဆိုရင်တော့ဟာစတာအမေကဖလူခမိုရှိတယ်မဆန် မင်းပြန်မိုးရွာရွာကောင်းရွာလိမ့်မယ်။ခမုတ်ရှဲမဆိုင်နေဖြစ်ကောင်းဖြစ်လိမ့်မယ်။မိုးရွာကောင်းရွာလိမ့်မယ်။တေချာလားဆိုတော့မတေချာဘူး။သူရွာစင်ရရမယ်။မေရွာစင်လည်းမေရွာ။အဲတောင်းတော်များရွာရင်တော့မှတ်ထားပေးပါ။ဒဲရှော်ဒီအဲ70 80%လောက်ရှိရဲ့ခမုတ်ရှဲမဆိုင်နေ50%လောက်ရှိပြီးတော့ဟာဇူဒက်စ်ကကြတော့100%ရှိပါတယ်။ ဟင်လည်းခုခါတော့ကခါတော့ကလည်းတူတူပါပဲသူလည်းခံမှန်းပြီးပြောတာပေါ့နော်လာမလားမသိဘူးဆိုတဲ့ပုံစံမျိုးအာငါမလည်းဖြင့်အပြင်သွားရကောင်းမလားမကောင်းဘူးလားဒါမျိုးအာမလည်းဖြင့်အဲကျောင်းသွားရကောင်းမလားမတော့မကောင်းလားဆိုတဲ့ပုံစံမျိုးသုံးချင်နော်ခါတော့ကအခါတော့ကဆိုလို့ရှိရင်ဒါတော့သူကခါရဲ့ရှေ့ကောင်ကိုဆယ်တော့ positive အကောင်းတဲ့ဘာသာပြန်မယ်ဆိုရင်တော့ဒုက္ခဆိုစကားလုံးကိုမကောင်းလို့ဘာသာပြန်ပေးရမယ်။ခိုက်ရဲစကားလုံးကမကောင်းဆိုရင်တော့ဒုက္ခဆိုတာကိုအကောင်းတိုင်းဘာသာပြန်ပေးရမယ်ပေါ့နော်။ပြောရင်တော့အငင်းနဲ့မငင်းတာလည်းမရှိရငင်းမယ်ဆိုရင်ဒုက္ခကိုမငင်းရဘူး။ရှိရမငင်းဘူးဆိုရင်ဒုက္ခကိုငင်းပေးရမယ်။အဲ့တော့မတိကျမတိကျတဲ့အကြောင်းအရာတစ်ခုကိုဖော်ပြရင်တုံးနေ။အဲ့မဲ့တခုတည်းထားမှာကခါရရှိမှလိုက်တဲ့စာကြောင်းကကိုကဖြစ်ချင်တဲ့ဖြစ်ဖို့လဲမျှော်နေနေဆိုရင်တော့ dictionary form အသုံးပေးရတယ်။ဥပမာ someone အောင်ချင်တယ် ကိုကမသိဘူးရှီကန်ကကောကာကိုစုတုကဒိုကာဝါကလာနိုင်ဆံဘဘကအောင်မလားမအောင်လားမသိဘူးဒါလူပိုင်းဖြစ်ချင်တယ်လေဖြစ်ဖို့လည်းမျှော်လင့်နေဆိုတော့ petition နေဟာမဖြစ်ချင်ဘူးမဖြစ်ဖို့လည်းမျှော်လင့်ခဲ့တယ်ဆိုရင်တော့နိုင်အဲဆိုအာဂျီကိုတဲ့ဟီတိုကနခုနနခုနာနိုင်ကဒိုကာဝါကလာနိုင်ဒါပေမဲ့လူရေးတရားကိုမသိချင်လေအဲကြောင့်သူ့ရှေ့မှာနိုင်တော့အစီအကြောင်လူတွေက မတည်ဘူးလားတည်သွားလားဆိုတာကိုမတည်ဘူးဗျာကိုကမဖြစ်စေခြင်းဖြစ်တဲ့အတွက်နိုင်တော့ရကိုစရင်မဖြစ်စေခြင်းလည်းဆိုရင်တော့တရှင်နိုင်လေအားလေးမှတ်ထားပြပါခတို့ကဆိုရင်လားမလားမတည်ဘူးဆိုတဲ့ပုံစံမျိုးပါအေးနိုင်နိုင်ကနာနီနာနီဆိုတဲ့ပတ်တန်ကကြတော့သူကလဲဆိုတာဆိုတဲ့ပတ်တန်ပေါ့နိုင်နိုင်ကနိုင်နိုင်နီဆိုရင်လဲဆိုတာဆိုတော့သူရှိမှလိုက်တာက question တွေဝတ်ကြည့်လိုက်မယ် question words ဆိုတာနာဒါရဲတို့နာနီတို့ဒိုးကိုတို့တို့ရဲတို့ဒါမျိုးတွေလိုက်တယ်ပြီးရင် ခရဲ့ရှေ့မှာလိုက်တာကလည်းအတူတူပဲကွာရှေ့မှာလည်းဒီမှာလည်းခဖြစ်တဲ့အတွက်အဲဒီအားလေးခဖြစ်တဲ့အတွက်ကွန်ဂျန်ရှင်ကတော့အတူတူပဲပေါ့နော်ဘာဗလင် EH ချင်းနိုင်ချင်းနာဖြုတ်နောင်ကဆိုတော့ဘာရှိပြောရည်ဟဲ့ဘယ်နည်းအပြင်သွားရမလဲဆိုတာငါတို့ဆောင်းဝက်ရစက်ကြီးဘယ်နည်းထွက်မလဲဆိုတာငါတို့ဆောင်းဝက်ဘယ်တော့ဖြေရမလဲဆိုတာအဲအဲ့လိုမျိုးလဲဆိုတာလို့ပြောခြင်းခနော်အာဆောင်းဝက်ဘယ်တော့ဖြေရမလဲဆိုတာအာ ISO ရှိကံကအာဥကေရုကဩကာရနိုင် ။အဆောင်ဘယ်တော့ဖျားမလဲဆိုတော့ဟိုဟောကလာနိုင်မတည်ဘူးဆိုရတဲ့ပဲ။ဟာများသောဖြင့်သူရရှိမှာဟောကာဒီမာဆန်တို့ရှီလီမာဆန်ဆိုရဲစကားလုံးနှလုံးဝင်များသောဖြင့်လိုက်လေးရှိရပါတော့။နားမလဲဘူးဆိုရဲအဲ့ခါတိုးကလည်းအတူတူပဲเนาะဝါကာလီမာဆန်တော့မဟုတ်ရှီလီမာဆန်ဆိုရဲမတည်ဘူးဆိုရဲပုံစံမျိုးပဲလိုက်လေးရှိပါတယ်။အဲ့အဲ့ဆိုရင်ဘာပလင်းအီဇီတင်နာကျင်နာဖြုတ်နောင်းလိုက်တဲ့ပတ်တန်ဆိုလို့ရှိရင် ခမ်အဲဒေရှော့ခမ်မိုရှိရမဆန်ကတိုကနဲ့နိုင်ငံကြီးကနိုင်ငံကြီးဆွဲပက်တန်လေးမျိုးဖြစ်ပါတယ်အလုံးနားလည်းမလို့ထင်ပါတယ်ဒါလေးကိုနားထောင်ပြီးတော့ရင်ကိုကိုရင် grammar ပက်တန်လေးပြန် grammar ပက်တန်စာဆောင်လေးလဲပုံးလေးတိဆောက်ကြည့်ပါနော်အဲ့ဒါမှကိုကစာရမလားမရဘူးလားဘယ်လောက်ထိရနေပြီလဲဆိုတာချိန်တည်တည်မှဖြစ်ပါတယ် okay အဲ့ဒါဆိုတော့နောက်ပတ်တန်တစ်ခုထပ်ရှင်းပေးပါမယ်နောက်ပတ်တန်တစ်ခုကကျတော့ဘာလဲဆိုရင် ဘပလင်ဤရဲ့ချစ်ချစ်နာအဲ့ချစ်ချစ်နာဖြုတ်နောင်းဆိုရင်တော့နာကန့်မယ်ဘတ်ဆိုရင်တော့ပလင်နာအဲ့ချစ်ချစ်နာဖြုတ်နောင်းဟုတ်ပြီနော်အဲ့ကောမနေဒီကောမပတန်ကဘပလင်ဤရဲ့ချစ်ချစ်နာအဲ့ချစ်ချစ်ကနာမဖြုတ်ဘူးအဲ့ဆရာမှားနေရနော်အတရှိမှားနေပါလေဘပလင်ဤရဲ့ချစ်ချစ်နာအဲ့ချစ်ချစ်ဒါမှမပါဘူးဒါကြီးမပါဘူး bubbling eagg na agg noun ဆိုရင်တော့နားကပ်လိုက်တဲ့ grammar pattern တွေပြောရအောင်နော် bubbling eagg na agg noun ဆိုရင်တော့နားကပ်လိုက်တဲ့ grammar pattern ကစုစုပေါင်းပြန်တဲ့ခုရှိရဆိုရင်ခုနှစ်ခုရှိပါတယ်အဲ့ဒါကိုရင်ပြောပါမယ်အဲ့ဒါတော့လွယ်လွယ်လေးရယ်ဘာလို့ဆိုရလဲဆိုအခန်း20အခန်း26မှာသင်ခဲ့တဲ့ on this on the sky ပြီးရင် non-negative pattern တွေအကုန်လုံးလွယ်လွယ်လေးနော် bubbling eagg na agg non planar လိုက်တဲ့ grammar pattern ဆိုရင် on test day ရဲ့ပြီး non နဲ့ cycle မှာ non နဲ့ cycle grammar pattern နေဆိုရင်ဘာရှိရဲဆိုရင် no wa no ka no o no de no ni ဆိုရဲ grammar pattern ၅ခုရှိဟုတ်ပြီနော်အဲ့ဒါဒီပဲ public language ချင်း na age တဲ့ non planar လိုက်တာပါ on test ဟော on test ဆိုရင်တော့ဒါဒီတိုင်းတည်ရအခန်း26မှာတင်ရလို့ပါစကယ်ပြောမှသုံးတာလေ kinan des လာလို့ပါဟုတ်တယ်နော်နောက်ကအာဘျကီနန်ဒက်စ်နေမကောင်းလို့ပါဆိုရပုံစကယ်လုံးလေးကိုလှအောင်လေးကျွဲအောင်လေးတုံးလိုက်တာက on test on desk ကလည်းအတူတူပဲ like lowly ဆိုရတဲ့ပဲပေါ့နော် on desk က lowly on desk မှာ on desk က on desk ကဆို on desk ကလို့တော့မနော် lowly ကကြာ on desk ကမှာ on desk ကစကားစက်အနေနဲ့တော့မှာသူ့ရဲ့နာမည်နဲ့ဒီပတန်လေးကိုတစ်ချက်ပြင်ပေးပါ on desk က lowly နန်းနီးနန်းနီးဆိုရတဲ့ပဲဥမာခေော်ဝါပြောခိနန် desk ကကကိုရဲ့အိခါနိုင်ဟာဒီနေ့အာညီမကောင်းတော့လေအကြောင်းမသွားဘူးဆိုတဲ့ပုံစံမျိုး on desk က lowly ဆိုတဲ့ပတန်မှာ ဟုတ်ပြီနော် on test ကအလိုလေခေဝပျော်ကင်းန်း test ကဒီနေ့နေမကောင်းလို့လေတို့ကိုရဲ့အခါတိုင်းဘယ်နေရာမှမတော်ဘူးဆိုတဲ့ပုံစံမျိုးသူစကယ်ဆက်အနေနဲ့လို့လေဒါမှမဟုတ်ဒေါကြောင့်လို့ဘာသာပြန်လဲရပါရဲ့ကောက်ဒီအောင်ခါမဟုတ်ပါဘူးကာပါအဲ့ဒါလေးကိုပြင်ပြပါ ပြောရမယ်နော် on test နဲ့ on test ကအခုဆံမဘဲဝါတာစီကနာဘဲနော်နဲ့ဆိုင်ကရမပတန်ကြီးကပါတယ်ဆိုရင်နော်ဝနော်ကနော်ဟုတ်နော်တဲ့နော်နီအာနော်ဝဒါဒီနော်ကဒါကနော်ဟုတ်ဒါကိုနော်တဲ့တော့ဒေါကြောင့် နော်ကြီးလျှက်ရဲ့နဲ့ဆိုတော့နော်1နော်ကဒီသူ့ရဲ့နောက်မှာအေဂျစ်ဂျစ်တိလိုက်ပြီးတော့နော်2ရဲ့နောက်မှာဘတ်လိုက်ပါရဲ့နော်1နော်ကဒီတာဒီနောက်ကအကြောင်းအရာကိုအဓိကပြောချင်နော်1ရှေ့ကအကြောင်းအရာကိုအဓိကပြောချင်နော်ကဒါကတော့ particle 1နဲ့ကနေတုံးတဲ့အတူတူပါ particle 1ဒီရှေ့ကိုအဓိကအဲ့ဘာနဲ့ comment နဲ့ particle 1ဒီနောက်ကိုအဓိကပြောရဲ့ particle ကဒီရှေ့ကိုအဓိကပြောရဲ့နော်အဲတို့နှစ်ခုနောက်မှာအေဂျစ်တပဲလိုက်ပါရင်နော်ဝနော်ကဟာနော်အိုးနော်အိုးဆိုတာကတာကိုဟာကိုဆိုတဲ့ဘတ်မတ်စ်လိုက်တယ်ဥမာ 啊，可我是感觉，哎呦喏，我个人我个人呢，今年上午时间过没地步，所以帮咱们，明天那边大家都买了，那我那个那我打地下的打狗水这边吧。အားလည်းမလို့ထင်ပါရဲ့နော်ဟုတ်ကဲ့နောက်တစ်ခု no day no day ဒီတော့ကြောင့်သူဒီ reason တွေကိုပြောရင်တော့တယ်မချေတော်တော်များ reason ပြရအောင်အာဒီနေ့ညီမကောင်းတော့ကြောင့်စေကမ်းမသွားဘူးဦးနေ comment ចောင်းမသွားဘူးဆိုရယ် reason တွေကိုပြရအခါမှာတော့တယ် no day တော့ကြောင့် အာနော်နီနော်နီကကြတော့လှည့်ရက်နဲ့အာလှည့်ရက်နဲ့ကကြတော့ဘယ်လိုမှတော့လဲဆိုမျောလင်းချက်နဲ့လွှဲရင်တုံးတယ်အများသောဖြင့်နော်နီရဲ့နောက်မှာမကောင်းတာပဲလိုက်ပါ negative ပုံစံတွေပဲလိုက်ပါအာငါစာချက်ခဲ့ပါလှည့်ရက်နဲ့ဆံပွဲမှာအမှန်နေသွားတယ်ငါနီမကောင်းမှလှည့်ရက်နဲ့အလုပ်ကမသွားလို့မရဘူးဒါမျိုးပါနော်မကောင်းတဲ့နေရာမှာတုံးပါတယ်နော်နီအော်နားလည်းမလို့ထင်ပါတယ်နော်အဲဆိုကျွန်တော်ဘက်ပလိန် EAGT နာ EAGT နောင်ပြန်နာလိုက်တဲ့ကွာမှာပတ်တန်ကြီးဆိုရင်မှသာမှာက on desk နဲ့ non-cycle မှာပတ်တန်ကြီး on this on this ka no wa no ka no o no de no ni ရမယ်ကျမရင်အဘဘလင်း EAGG နာ EAGG နာဖြုတ်နောင်းလိုက်တဲ့ခရမပတ်ကြံဆိုရင်၄ခုရှိရယ်ဒေလျှော့ခမိုစီရမဆန်နောက်တစ်ခုခတောကနန်းနီကနိုင်နန်းနီညာဘဘလင်း EAGG နာ EAGG နောင်းပလန်နာလိုက်တဲ့ခရမပတ်ကြံဆိုရင်အခုနှစ်ခုရှိရယ် on test နှစ်ခုရယ် non non ဆိုင်ပတ်ကြံ၅ခုရယ် on test on test က no one no one no o no de no ni no, 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 no. အားလုံးဒီ public 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 EAGT နာ EAGT နောင်ပြန်နာလိုက်တဲ့ grammar pattern တွေဖြစ်ပါတယ်။မက္ကန်ကပြောပါရင်တော့ဥမာစာကြောင်းလေးအแทမပြောဘူးဒီတိုင်းရှင်းပြထားရဲဆိုတော့ကမင်းနဆန်တို့ကိုကိုကိုရင်လေ့ကျင့်ပြီးတော့ကိုကိုရင်စာကြောင်းတည်ဆောက်စေခြင်းလို့ဖြစ်ပါတယ်။အလုံးနာလည်းမြို့ထင်ပါတယ်။အဲဆိုရင်တော့ part 3 video လေးမှာပြန်တွေ့မယ်နော်ဒီ video ကဒီလောက်ပါပဲ။ကြာမှသာနဲ့ bye bye ။